TV ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ပဲခူးမြို့မှာအသက်40ကျော်အမျိုးသားတစ်ယောက်ကိုဓာတ်နဲ့ထိုးသတ်ပြီးဆိုင်ကယ်ဖုံးနဲ့ရွှေလက်စွပ်လူယူခဲ့သူ၃ယောက်ကိုနိုမလာ28ရက်မနက်7:00နာရီခွဲမှာပဲခူးတွဲဖက်ခရိုင်တရားရုံးကတေတံကျုံးမိတ်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နှီးဆက်သူတွေကလည်းသိရပါဗျ။မြို့မင်းပိုင်းအောင်အောင်နဲ့ဝင်းကျော်တို့ကိုအုပ်စုဖွဲ့လူရဲတပ်ဖြတ်မှုနဲ့ပုံမှန်392 302အရတေတံကျုံးမိတ်ချခဲ့တာလို့တရားရုံးနဲ့နှီးဆက်သူတယောက်ကပြောပါဗျ။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်ပြည်နယ်နဲ့ထိုင်းနယ်စပ်မှာကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ကိန်းတွေအခြေစိုက်တဲ့နေရာတွေပုံများလာတယ်လို့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။နိုမလာဆန်နှစ်နှစ်ကလေးကစတင်ပြီးစစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့်စစ်ရှောင်နေရတဲ့ခင်ဦးမြို့နယ်နဲ့ကမ်ဘလူးမြို့နယ်ကတောင်းနဲ့ချီတဲ့စစ်ရှောင်တွေအတွက် စာနေအခအဝတ်ထည်နဲ့စေဝါတွေအေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေနဲ့ဆစ်ဆောင်ကူညီရေး Pride အဖွဲ့ကြီးစီကနေသိရပါဗျ။ DV နောက်ဆုံးရသတင်းတွေကို DV TV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။